အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် hatted ဝယ်လာတာပေါ့နော် hatted ကိုလဲထားတာဒီမှာကျွန်တော် hatted စိုက်ထားတယ်ဒါပေမဲ့ window ပဲပေါ်တယ်စိုက်ထားတယ် hatted မပေါ်ဘူးအဲ့ဒါကိုဘယ်လိုပေါ်အောင်လုပ်မလဲပေါ့နော်ဒီထဲမှာတော့မပေါ်ဘူးအဲ့တော့ကျွန်တော်တို့တွားကြည့်မယ်ဘယ်လိုလုပ်မလဲဆိုတာဒါလေးကိုတစ်ချက်ပြန်လိုက်မယ် ပြီးရင်ကျွန်တော်တို့ test PC တဲ့ကိုတွားမယ်ပြီးရင် minute တဲ့ကိုတွားမယ်နော်ပြီးရင်ဒီတိုင်းမှာကျွန်တော်တို့ဒီ test minimum ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဝင်မယ်ဒါလေးကိုနှိပ်လိုက်မယ်ဒီပေါက်ထဲမှာပြားထားတာကအပြာရောင်နဲ့အနက်ရောင်ရှိမယ်နော်တစ်အပြာရောင်နဲ့တစ်အနက်ရောင်ပေါ့ အပြာရောင်ကအလုံးလုံးလို့ရတဲ့ dis လို့ဆိုလိုတဲ့တဘောပေါ့နော်အဒီအနေရောင်ကျတော့ကျွန်တော်တို့ dit တော့ရှိတယ်ဒါမင်းမဲအတုံးပြုတ်လို့မရသေးဘူးဆိုတဲ့တဘောကိုပြတာပေါ့နော်အဲ့ဒါကို right click နှိပ်ပြီးတော့ new sample value ဆိုတဲ့ဟာလေးကိုနှိပ်မယ်ဒီပေါင်လေးပေါ်လာရင်တော့ next နှိပ်လိုက်ရုံပဲဒါကသူ dit မှာဘလောက်ပါလာတယ်ဆိုတာကိုသူပြတာပေါ့နော် ကျွန်တော်တို့ net ထမ်းနေနိုင်မယ်အဒီနီယာမှာကျတော့နာမည်ပေးရတာပေါ့နော်ကျွန်တော်တို့ထည့်လိုက်တဲ့ hashtag နာမည်ဘယ်လိုပေးမလဲပေါ့ဒါမှမဟုတ်ကျွန်တော်တို့သူပေးထားတဲ့အတိုင်းပဲတည်ပဲရွေးလိုက်မယ်ဒါကအများကြီးပေါ့နော်ကိုကြိုက်တယ်လို့ပေးလို့ရတယ် net နှစ်လိုက်မယ်ဒါလည်းဘာမှပေးစရာမလိုပါဘူးသူပေးထားတဲ့အတိုင်းပဲနှက်ထနေလိုက်မယ်ဒါလည်း ပြီးသွားပြီပေါ့နော်ဖြစ်နေနေပြီဒါဆိုရင်အဲကျွန်တော်တို့ disk အတုံးပြုတ်လို့ရသွားပြီပေါ့နော်အပြာရောင်ဖြစ်သွားပါပြီအဲဆိုရင်ကျွန်တော်တို့တွားကြည့်မယ်အာဒီမှာ disk ရသွားပြီပေါ့နော်အာဒီမှာနာမည်ပြောင်းလိုက်မယ်ဒီပဲပြောင်းလိုက်မယ် ဒီနှလုံးဖြစ်နေဒီနှလုံးဖြောင်းလိုက်อืมဒါဆိုရင်အဆင်ပြေတော့ပြီဗောနော်ဟုတ်ကဲ့ဒါက headache အတစ်ဆိုင်ပြီးတော့ headache မပေါ်တဲ့လူတွေအတွက် headache ဆိုင်ပြီးတော့ headache ပေါ်အောင်လုပ်တဲ့နည်းလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ headache ဆိုင်ပြီး headache မပေါ်တဲ့ပေါ်တာတို့အတွက်အကျိုးရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် ဟုတ်ကဲ့ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်